ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝတ္ထုတိုလေးကတော့စာရေးဆရာမမတ်ကြီးဦးရေးသားထားတဲ့မြစ်တာမိုးရေနဲ့အခြားဝတ္ထုတိုများစာအုပ်ထဲမှာမြစ်တာမန်တိုင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖက်ပြပေးမှာဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်မြစ်တာမန်တိုင်းမိဘမြစ်တာဤခိုင်မာမှုကိုစံပြူရမည်ဇလံဖြစ်ပါတယ်တားတယောက်ပေါ်ထားရှိသည့်မိခင်တယောက်ဤချစ်ချင်းတန်ရိုးစဉ်နဲ့ မိခင်တယောက်ပေါ်ထားရှိသောသားတယောက်ဤချစ်ချင်းတန်ရိုးစဉ်တရားပမာဏခြားနာချက်ကိုမျက်ဝါးထင်မြင်မိသောကျမဤကိုရွေဇလံဖြစ်ပါတယ်။ကျမသည်မြတ်ဘုံမြို့နယ်ပင်လုံအိမ်ရာတွင်နေထိုင်သူဖြစ်ပါတယ်။ထိုရက်ွက်တွင်အငိမ့်စာအရာရှိကြီးများတာဝန်ထမ်းဆောင်စေ အရာရှိများနှင့်ချမ်းသာကြွယ်ဝသူအများစုနေထိုင်ကြပါれ။ခြေလျားကျေပြောသော လမ်းများကို ပိုင်ချပြီးအပိုင်တဲ့အပိုင်နဲ့ အပိုင်းသုံးဟူ၍ခြံစည်ရုခန့်တကားတက်၍24နာရီလုံခြုံရေးနှင့်တန်ရှင်းရေးဝန်ဆောင်မှုများရှိပါသည်။အပိုင်းတင်လုံခြုံရေးဂိတ်ကိုတာဝန်ယူထားသော မောင်မြဆိုးဆိုသည့်လူငယ်သည် အသက်35နှစ်ခန့်ရှိပြီးတွက်လက်ဖြက်လက်၍ယူသားသောကြောင့်ကျမတို့အားလုံး၏လက်ကတော့တောင်းဝေးတချောင်းဖြစ်ပါသည်။ရက်ွယ်၏တာရင်နာရေးကိစ္စများအပြင်ရေပြက်မီးပြက်နှင့်ကြောင်သိမ်းမြုပ် ပွေးတည်မျိုးအစုံလို့သူဖြစ်တော့ကြောင်းကျမတို့ပန်ဝန်းကျင်နဲ့နိုင်လျောညီထွေ ရှိလာပါတယ်။အထူးသဖြင့်ဗိတ္တန်နဲ့စကားပြောရတော့ကြောင်းအမြင်ရင်မောင်မြဆိုးပြောက်ပါဗိတ္တအဖြစ်သာတည်ထားကြပါတယ်။ကျမတို့တတယောက်ဤအမေဖြစ်တယ်လို့ကြောင်းစီယာမတယောက်ဤဗီဇဝါဒနာလည်းရှိတော့ကြောင်းလူငယ်များအားမြင်လျင်မင်းတို့မှာမိဘတွေရှိသေးလားဆိုသည်မေကွန်အားမေတ္တာစမြဲပင် ဟုတ်ကဲ့အဖေတို့အမေတို့မရှိတော့ပါဘူးဟိုပြောကြားလာလျင်လေတနာတိစိတ်ကရိုးဖိတ်တတ်ပြီးမိခင်မေတ္တာစေတနာမျိုးနဲ့တန်ရောစဉ်နှွေရစ်ခြင်းနဲ့ဟုတ်ကဲ့မိဘတွေရှိပါတယ်ဟိုစိုးပြန်လျင်လေမိဘတွေကိုဘယူဆိုင်ပါမိဘကျေစုတည်တတ်တဲ့တာသမီနဲ့ပြေလာရတဲ့စသောဗုဒ္ဓဤအစိုးအမိန်လေးများကို ပြောပြမိပါတယ်တနေ့ကျမအိမ်တွင်ပန်းအိုးတင်သော တစ်သားခုံလန်းအသည်ပြုလို့ရန်ဖိတ်သားအားအိမ်သို့ခေါ်ယူပါတယ်။သူတစ်သားခုံရိုက်နေသည်ကို ကြည်ရင်ကျမမေးမိပါတယ်။မင်းမမိဘတွေရှိသေးလား။ဖိတ်သားမသိရတဲ့။ကျမအံ့ဩမိပါတယ်။မသိရဆိုသည့်အဖြေမျိုးမကြားစဘူးကြားနေရတယ်။တေချာပြောစမ်းမှာမင်းစကားအန်တီနားမလဲလို့ထို့အခါမှာဖိတ်သားသူ့အကြောင်းပြောပြပါရတယ်။ ကျွန်တော်၁၄နှစ်၅နှစ်သားမှာအိမ်ဟာကြေးပြားပြဿနာတွေယူပြီးရန်ကုန်ထွက်ပြေးလာတာတငယ်ချင်းများနဲ့လဲလိုက်ပတ်လိုက်စားလိုက်တောက်လိုက်နဲ့ကြေးပြားလည်းကုန်ပြန်ဖို့လည်းမသိမရှိကြုံရအလုပ်ဝင်လုပ်ပြီးအိမ်အောင်လဲကြတော့မပြန်ဖြစ်တာသေးသေးလည်းမသိရှင်းသေးလည်းမသိရအခုမင်းအသက်ဘယ်လောက်ရှိပြီလဲ35နှစ်ဖျားကြီးအနည်း20တောင်ရှိပြီ။ မိဘတွေကိုတတိမရဘူးလားညီအကိုမောင်နှမတွေရော သွားကြင်လဲဘာလို့တက်မလဲအန်တီကြေးပြားမစိဘာဆက်ပြောရမှန်းမသိအောင်ပဲအံ့ဩတုန်လှုပ်ခဲ့ရပါတယ်ယခုလက်ရှိဘဝကို မေ့ကြည့်မိလျင်တမီးလေးတယောက်ရှိတယ်ယောက်ခမမိန်းမသူ့နဲ့အတူနေတယ်ယောက်ခမအိမ်ဆိုတော့ခဲမတွေယောက်ဖတွေလည်းရှိတယ်1500ဆိုတော့မြစ်တာအစ်တွေနင်းမျိုးပျော်ဝင်နေတော့ဖိတ်သားသည်928ဆိုတော့ မေတ္တာနဲ့ကို မေ့လွယ်နိုင်ခဲ့ပြီဖြစ်တယ်။လမ်းတီပါလျက်အပြန်ခက်နေသောဖိတ်သားကို ကျမအံ့ဩခြင်းမကအံ့ဩမိပါတယ်။မင်းမသမီးလေးရလာတော့မင်းမိဘတွေကိုမင်းသတိမရဘူးလား။အန်တီရဲ့သတိရလဲကြေပြားမစိ။မစိမရှိဆိုသောစကားနဲ့မသိဆိုသောစကားသာတွင်တွင်သုံးပြီးမိဘညီကိုမောင်နှမများအပေါ်အနည်း20ကျော်ဥပက္ခပြူထားနိုင်သောဖိတ်သားကိုကြည့်၍ ရခင်ကထားမိသည်ခင်မင်းနှစ်လိုစိတ်များရောပါသွားမိပြီ။သူအเจ้าနဲ့ပတ်သက်၍သွားလဲဒီစိတ်၊စားလဲဒီစိတ်နဲ့အိမ်မရသည့်အထည်ဖြစ်ခဲ့ပါရဲ့။ဟိုးအဝေးမှာဖေးသားဤအမေကို တွေးမိလျင်ကျမရဲ့ရင်သည်တစ်စစ်စစ်နဲ့နာကျင်လာတယ်။တားပြောက်ကိုမရှာနိုင်လို့လက်မှန်ချသွားပြီလား။ရန်ကုန်မြို့မှာလူပြောင်းရှာဖို့ဆိုသည်မှာလဲကောင်ရိုးပုံနဲ့အပြောက်ရှာတဲ့ကဲတော့ပင်ဖြစ်ပေမယ့် အမေဘယ်မှာမရှာနိုင်ခြင်းမှာဖြစ်နိုင်ခြင်းရှိပြီးမိသားအနေနဲ့မို့14နှစ်15နှစ်အရွယ်သည်အပြန်လန်းကိုမပြန်တတ်စရာမရှိပါ မပြန်လို၍သာမပြန်ခြင်းဖြစ်နိုင်တယ်နေရှိသည်၍ကျမကောင်းတဲ့တွင်မိသားအကြောင်းသာတွေးမိတယ်ကျမသည်အတွေ့နှစ်သာမပြီးနှုတ်မှလည်းတဖွာဖွာကျွဆုံနေမိတယ်နေစိတ်လိုက်တာမအေးကတော့တင်ရှားပြီးထင်းနေမှာမိသားအကြောင်းတည်တည်နေမှာစား၍ ကျမရင်ထဲမကောင်းမှန်းသိတော့ကျမဤသားတင်ကျမအားဝေဖန်အပြစ်တင်ခဲ့ပါတယ်မိမေကလည်းကိုယ်ကိစ္စလည်းမဟုတ်ဖက်နဲ့ဒါပဲခေါင်းထဲထည့်ထားတယ်သူတော်သူ့ကိစ္စခေါင်းထဲမထည့်တာကိုမိမေကဥနာအစားခံနေတယ်ဒီလိုသားသမီးမျိုးလည်းရှိပါလားလို့တွေးပြီးစိတ်မကောင်းတာပါစိတ်မကောင်းမဖြစ်နဲ့မိမေရေသူ့ထည့်ဆိုးတာတွေအများကြီးမိဘနဲ့သားသမီးသားသမီးနဲ့မိဘအပြန့်ပြန့်အလန့်လန့်ရေစုံရေစံ စီစဉ်ကြစမြဲပါဗိဒါအတွေ့ရေစံမရှိရုံမကစံရမြည်ရေချောင်းပါပျောက်သွားပြီဖြစ်ပါတယ်အကျင့်စာရေးတာလည်းကောင်းစိတ်ရင်းလေးလည်းကောင်းသည် သူ့တွင်ကြီးမားသောချွေရွေးချက်ကြီးရှိနေသည်ကိုကျမနားမလည်နိုင်ခဲ့ပါ မိမဖြစ်သူဤပတ်ဝန်းကျင်အတိုင်းဝိုင်းနှင့်စီလုံးချစ်ခင်စွာ နေတတ်သောဗိဒါသည် သူဤမိသားစုပတ်ဝန်းကျင်အားနှစ်20ကျော်အထိပြည့်ပယ်ထားနိုင်ခဲ့ခြင်းကို အံ့ဩနေမိပါတယ်။အဖက်ဖက်မှာလက်ပတ်တွေ့တော်ပြီးလျင်ကျမဆုံးဖြတ်ချက်တခုကိုချလိုက်နိုင်ပါတယ်။တိုးတက်နေသောအန်တီခစ်ကြီးတွင်ဉာဏ်ပညာများစွာရှိပါတယ်။ဇာတိရှိသောဇာတိကိုလည်းသိနေသောကြောင့်ခက်ခဲသောကိစ္စမဟုတ်တန်ရာ။ထို့ကြောင့်ကျမဘိသာအားခေါ်ယူ၍လိုအပ်သည့်အချက်အလက်များမေးယူခဲ့ပါတယ်။မင်းနေခဲ့တဲ့လမ်းမြို့ရက်ွက်မင်းအဖေအမေ ညီအကိုမောင်နှမတွေရဲ့နာမည်တွေပြောပြပေး။ကျွန်တော်နေခဲ့တဲ့လမ်းမရှိတော့မြို့တစ်ဖြစ်သွားပြီတဲ့။ဟုတ်ပါပြီ။မြို့တစ်ဖြစ်သွားတာမြို့ပြတ်သွားတာပျောက်သွားတာမဟုတ်ဘူး။မင်းမှတ်မိတယ်လို့ပြော။အဖေဥယျာကြီးအမိဒေါ်ခင်ကြီးချောင်းကြီးရက်ွယ်ရွှေလိပ်ပြာလန်တနင်းသာရီမြို့ကျွန်တော်ငငယ်ရချူကြတယ်။ဆရာဝန်နဲ့အမြဲပြစိတ်ကူးနေရလို့ငယ်နံမီဒေါက်တာ ညီကိုမောင်နှမက6ယောက်အကိုကြီး2ယောက်မကြီး3ယောက်ဗိတ်သားဖြေဆိုးမှု ပြေဆုံးခဲ့ပါတယ်ထို့နောက်ကျမစာတစောင်ရေးပါတယ်အိုးရန်ကြီးနဲ့ဒေါခင်ကြီးရှင်လွန်ခဲ့သောအနှစ်20အိုးနှင့်အတော်တို့ဤသားမောင်မြဆိုးခေါ်ဒေါက်တာသည်ရန်ကုန်မြို့မြောက်တကုံပင်လုံတလန်းတွင် ကျမ်းမာစွာ နေထိုင်လျက်ရှိပါတယ်ဤစာကိုရရှိပါကကျမမကြီးဦးထံသို့အောက်ပါဖုန်းနံပါတ်နှင့် လိမ့်စာအတိုင်းပြန်လည်ဆက်သွယ်ပေးပါရန်မြစ်တာရက်ခန့်အပ်ပါတယ်။ဤစာကိုရေးနေရင်းနဲ့ကျမတို့ငငယ်ကရေဒီယိုမှလွှင့်တော့တက်မတော်စာတိုက်ခန်းမှာပြန်ကြားလွှာဖတ်တံကိုကြားရောင်မိပြီးပြုံမိပါတယ်။မိခင်ရင်ဝင်ထဲကထွက်ပြေးသွားသောသားကိုသူ့အမေရင်ဝင်ထဲပြန်ထည့်ပေးခြင်းသည်အာတီတာတမစိတ်တွင်ပြင်းထန်နေတယ်။သူပြောသည့်လိမ့်စာအတိုင်းစာကိုအသွေးအပြန်တစိကောင်းကတ်၍ မှတ်ပုံတင်လောက်ခါပေးပို့ခဲ့ပါတယ်။စာပို့ပြီးတပတ်ဆက်ရက်အထိတဲ့ကြွသောစိတ်နဲ့ဖုံးတံကိုညှန့်လင်ခဲ့ပါတယ်။ဗိသားကိုလည်းညှို့လင့်ချက်ပေးထားမိပါတယ်။မိကံအန်တီကံပေါ့ကွာ။တယောက်မရှိတယောက်တော့ရှိကြမှာပေါ့။ရက်ပေါင်း20ကျော်ရွေးတလာနေပါခန့်ကြာမြင့်လာသည့်အခါကျမစိတ်ထက်ကြစားပြူလာပြီးဖြစ်ပါတယ်။သို့တော့စာကိုလက်ခံသူမရှိရင်ပြန်ပို့ပေးနိုင်ရန်အတွက် အသွားအပြန်မှတ်ပုံတင်လုပ်ထားတော့ကြောင့်ကျမထံသို့စာပြန်မရောက်သေးသမျှကျမ၏စူးစမ်းမှုသည် အခြေအနေမဖြစ်တန်ရာကျမသားသည် ကျမ၏လောရအတွက်ကျမအားအပြစ်တင်ခဲ့ပါရယ်မမေကလေသူများအဖို့ကို့အဖို့တော်တော်လုပ်တယ်အမေချင်းသာနားလည်နိုင်တဲ့စိတ်ကိုတားမသိပါဘူးစာထက်သည့်ရက်၂ရက်၃လ2013ရက်စာထက်ပြီးတလကြသည့်အထိ ဘာမှထူးခြားမလာတော့၍ကျမအာအိမ်များရိုးရိုးစပြူလာသည့်အချိန်ထိုနေ့သည်အေဘီလာ9ရက်နေ့ဖြစ်တယ်။ကလင်ကလင်ကလင်ဝေးနေ့လည်းခင်ရွက်တင်များဝေးသည့်အချိန်ငိုင်မြင်းနေတော့ကျမဖုံးတန်ကြောင်လန်နိုးခဲ့ပါတယ်။ဟယ်လို အမိတ်ရှိပါရှင်။ဟယ်လိုဆရာမမတ်ကြီးဦးလား။ဟုတ်ပါတယ်မတ်ကြီးဦးပါ အမိတ်ရှိပါရှင်။ဖုံးပြောတန်သည်မကွဲပြား။ ဂလွိဂလွိဂျန်ဂျန်ဆိုသည့်အတန်များနဲ့အတူမြစ်ဆိုးဒေါက်တာအမိဟီဟီဟီဆရာကြီးတငယ်ငိုတန်းနဲ့ဘလုံးမတွေ့စကားများ အိမ်မုံစုံမွားနဲ့ငံမြင်းနေသောစိတ်များလည်းပျောက်သွားပြီဖြစ်ပါတယ်။ကျမမျောလင့်ခဲ့သောဘေးသားနဲ့ပတ်သက်ဆက်နွယ်သည့်ဆွေစုမျိုးစုများ ဝေးလံသော နေရာလေးဖြင့်ဘိတ်တန်နဲ့ပြောစကားများကို ကျမနားမလည်နိုင်ပါဘူး။ မှန်စာ၍ဘာသာပြန်လိုက်တော့ဗိသားနှင့်စကားပြောလိုကြောင်းသာဖြစ်ပါတယ်။ဗိသားသည်ညလုံးကြုံရေးဖြစ်သောကြောင့်ညနေ9နာရီမှသာဂိတ်သို့ရောက်လာမည်ဖြစ်ပါတယ်။ယခုပင်လည်းစကားပြောခြင်းကြောင့်တောင်းဆိုနေ၍ကျမဗိသားနေထိုင်ရာဝန်ထမ်းအိမ်ယာများစီသို့သွားရန်နေလုံးကြုံရေးအလုသမားအားမေးမြန်း၍ထွက်ခဲ့ပါတော့တယ်။အေဗီလာ၏နေ့လယ်တနာ၏အချိန်သည်အပူဆုံးအချိန်ဖြစ်တယ်။ သို့တော်ကျမရဲ့မှာပျော်ရွှင်နေသောစိတ်ကြောင့်ကြည်၍အေး၍ချမ်းမြေနေပါれလမ်းတွင် တွေ့သောဈေးဆိုင်မှာ9000တန်ငွေဖြည့်ကန်ဝယ်ယူ၍ငွေဖြည့်ခဲ့တယ်။ဘိတ်သားရဲ့ဘိတ်သားဘိတ်သားသည် အိမ်မုံဆုံးမွားနေအိမ်ထဲမှာထွက်လာပါれမိအမေဖုံးမိအမေဖုံးလာတယ်ရော့ပြောကျမအားဆက်သွဲသည်ဖုံးနယ်ဘက်ကို ပြန်ခေါ်၍စပီကာဖွင့်ကပြောစီပါれဘိတ်သားသည်လက်တစ်ဖက်ကဖုံးကန်ပြီး လက်တပည့်ဖြင့်မျက်ရည်သုံးလိုက်နှက်သုံးလိုက်နဲ့ဗိတ်လေတံဖြင့်ပျော့ပျော့ဆူဆူငိုနေပါတယ်ဗိတ်သားငိုသည်ကိုကြည့်၍ကျမရင်ထဲတွင် ပီတိစိတ်များတပွားပွားထလျက်ရှိပါတယ်ကျမဖုံးငွေဖြည့်ကပ်ကုန်ပြီးနောက်တစ်ဖက်မှပြန်ခေါ်၍ဆက်ပြောကြသည်မှာသုံးနာရီနီးပါးများကြာမြင့်ပြီးဖုံးလည်းပူချစ်လာခဲ့ပါတယ်ကျမ၏အကျိုးဆောင်မှုဖြင့်နှစ်ပေါင်း20ကျော် မိဘများနဲ့အဆက်အသွယ်ပြန်ရလေပြီဆိုသောသတင်းသည်ပြည်လုံးရက်ွက်တစ်ခုလုံးသိသွားပြီဖြစ်ပါတယ်။ကျမအနေနဲ့မို့လောကဝတ်တစ်ခုကိုအစုံးစုံကြေပုံခဲ့သည်ဟု ခံစားမိရင်ပီတိဝေလျက်ရှိပါတယ်။သို့တော့ကျမ၏အစုံးစုံဆိုသောစကားကိုပြင်ဆင်ရန်အကြောင်းကရှိလာပြန်ပါပြီ။ဘိတာအားအမေနှင့်စကားပြောရုံအဆက်အသွယ်ရယုံနေမဖြစ်သေးပါ။မနစ်က အဖေကွယ်လွန်ပြီး၍ ကျန်စီသောအမေနှင့်ညီကိုမနှမများအားတွေ့ဆုံနိုင်ရန်သွားတင်ကြောင်းကျမတိုက်တော်မိပါရယ်။ဘိတာကြေးပြမစီကျမဆုံးဖြတ်ချက်ချတိုင်းမိပါရယ်။ပိုးမြေပိုးကတို့ရောက်အောင်သာပို့တော်မီ။ဘိတာအားချစ်ခင်ကြသော သူများနှင့်အမေနှင့်တွေ့ဆေခြင်းသော လူများကဘိတာအားဝိုင်းဝန်းကူညီထောက်ပံ့လိုက်သောကြောင့်ကြေးပြမစီသည့်ဘိတာအဆအဆအဆင်ပြေချုံ့မွေသွားပါတော့တယ်။ကျမသည်လည်း နှလုံးစိတ်ဝမ်းချမ်းမြေနိုင်မှာတော့တယ်။ဘိသားဇာတိပြန်သွားသည်မှာ15ရက်ခန့်ရှိပြီးဖြစ်ပါတယ်။လန်ခီသွားနေစဉ်တခြားရောက်သည့်အရန်မှာကျမအားဖုံးဆက်ရန်ပြောထား၍ဖုံးဆက်ပါတယ်။ဇာတိရောက်ပြီးအမေညီကိုမမများနဲ့လည်းကျမအားစကားပြောစေပါတယ်။ဂျေဇူးစကားတို့ကို အထက်ထက်ကြားခဲ့ရပါတယ်။ဖေသားပြန်လာမည့်ရက်ကို သူစနီးသူသမီးနှင့်အတူကျမစောင့်မျှော်ခဲ့ရပါတယ်။ ညီသူများထုံမပြောဝင်သည်စိုးရိမ်ပူပန်စိတ်တစ်ခုသည်ကျမရင်၌ကဲအောင်နေပါ रे အသက်15နှစ်အရွယ်မှခွဲခွာလာသောမိသားစုအားတတိတရားမရှိခဲ့သောဖိသားသည်လက်ရှိသမီးနှင့်ဇနီးကို ခွဲခွာသွားခဲ့ပါကပြန်မလာဖြစ်ခဲ့သောစသည်စသည် ရင်ပူစရာအတွေ့မျိုးသူဇနီးနှင့်ယောက်မများလည်းပူပင်ကြမည်ဖြစ်ပါ रे အိုး သူ့မှာတမီးဆိုတဲ့တန်ရုံးစင်ကြုံရှိနေတာပဲ။ကျမစိတ်ကိုတင်းငင်အေးချမ်းရန်ပြုတ်နေစင်မှာပဲ။ဘိတ်သားပြန်လဲရောက်ရှိလာခဲ့ပါပြီ။ရောက်တည်နေကျမစီတို့ဦးစွာဝင်ရောက်လာက ကျွန်တော်ကိုသေးပြီးထင်လို့ကျွန်တော်အမိအမေကဘုရားကမဟုတ်ဘူးမှာကျွန်တော်နာမည်နဲ့သပီးထိုးလှူထားတယ်။ဘုရားကြီးရဲ့အယံစီဒီမှာလဲဝဲလွန်သူမောင်မြဆိုးကောင်းမှုဆိုပြီး နေရာတိုင်းမှာကောင်းမှုကုသိုလ်တွေပြုပေးတယ်။အခုအမိကနားလေးနေပြီးဟုတ်ပြောရင် သူပြောတာပဲကျွန်တော်နားထောင်နိုင်ပြီးကျွန်တော်ပြန်ပြောတာအမိမကြားရတော့ဘူး။တော်သေးရပေါ့အသက်ရှင်လျက်ရှိနေသေးလို့ဘိသာဆက်ပြောနေသည့်စကားများတွင် သူဤကိုကြီးမာကြီးတို့မှအငယ်ဆုံးဖြစ်တော်သူအားရန်ကုန်တို့မပြန်စေခြင်းကြောင့်မိမနဲ့တမီးဖြစ်သူပါခေါ်၍ဒါနေစေခြင်းကြောင့်များပြောနေပါတယ်။ ကျမနားထောင်ပေးခဲ့ပြီးသုံးဖြတ်ချက်မပေးခဲ့ပါမိဘသာသုံးဖြတ်ရမှာဟုပြောပြီးကျမပါဝင်ပတ်သက်မှုအခမ်းကဏ္ဍကိုရက်တန့်လိုက်ပြီးဖြစ်ပါတယ်အမေရင်မှာနှစ်ကာလများစွာစွန့်ခွာထွက်ပြေးသွားတော်လဲအမေမြတ်တာမန်တိုင်းမှာမိသည့်အခါမျှကျင်းရိုင်ပျောက်ပြယ်ခြင်းမရှိကြဘိသားနဲ့တကွာတလောကလုံးတည်စေချင်ပါတယ်အမေတယောက်ဤရင်ကိုအမေတယောက်အနေဖြစ်တာ ဟောက်ထွင်းမြင်နိုင်စွမ်းရှိသူအဖြစ်အားလုံးကိုညဝေသိစေလိုက်ပါတယ်။ဘိသားရန်ကုန်သို့ပြန်ရောက်လာသည့်နောက်ပိုင်း၌ကျမအားအန်တီဟုမခေါ်တော့ပဲဘိလီတန်ဖြင့် အမိ အမေးဟုခေါ်ခဲ့သည်မှာယနေ့အထိဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမမက်ကြီးဦးရေးသားထားတဲ့မြစ်တာမန်တိုင်းဆိုတဲ့ဝတ္ထုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်း ။ပိုးဤကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်။